အားလုံးမမင်္ဂလာပါမမေအီမက်ဒီကယ်ကဲကနေပြီးသားတော့မှပြန်လဲကြိုးဆိုလိုက်ပါတယ်ဒီနေ့တော့မမေအီအနေနဲ့အာကျမတို့ note တိုက်ကျွေးတဲ့အချိန်မှာဆိုလို့ရှိရင်ဒါမေမေ note တိုက်ကျွေးတာပဲဖြစ်ဖြစ် note ဘူးတိုက်တာပဲဖြစ်ဖြစ်ခလေးလေးကိုအပိုဆောင်းထပ်ပြီးသားတော့မှရှေးတိုက်ဖို့လိုသလားဆိုတာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတင်ပြပေးသွားပါမယ် ဆိုတော့ကျမတို့တွေအဲပထမအဆုံးသိရမှာကတော့မမေနို့ပဲဖြစ်ဖြစ်နို့ဘူးပဲဖြစ်ဖြစ်ပေါ့နော်ရေပမာဏပါဝင်မှုအများကြီးရှိပါတယ်80ရာခိုင်နှုန်းကရေပါဝင်မှုပါဆိုတဲ့အတွက်ကြောင့်မလို့ရေကိုထပ်ဆောင်ပြီးတော့မှအပူထဲเสียရမလို့ပါဘူးအဲ့ဒီအတွက်ကြောင့်မလို့ဒါရေကိုထည့်ပြီးတော့မှတိုက်တယ်ဆိုလို့ရှိရင်ဘာတွေဖြစ်လာမလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့မှပြောပြရမယ်ဆိုလို့ရှိရင်ကျမတို့ကလေးငယ်လေးရဲ့အစာအိမ်လေးရာမွေးပြီးကစားဒီ6လအတွင်းပေါ့နော်လုံးဝရေတိုက်เสียရမလို့ရဲအသက်အရွယ်အတွင်းမှာကလေးငယ်လေးရဲ့ အဆိုင်အရာလည်းတိတိလေးပဲရှိပါတယ်အဲ့ဒီအချိန်မှာကျမတို့ရေကိုပို့ပြီးတော့မှလိုအပ်နိုင်တဲ့အချိန်ပြီးတော့မှရေအထက်ဆောင်ပြီးတော့မှပို့တိုက်ခဲ့မယ်ဆိုလို့ရှိရင်ကျမတို့တွေက ်ခလေးလေးရာဗိုက်စာမှုပမာဏကိုလည်းနှဲဝါစေမယ်ရေမှာလည်းကယ်လိုရီပမာဏအာဟာရပမာဏဘာမှမပါတဲ့အတွက်ကြောင့်မလို့အာဟာရပမာဏရရှိမှုကနှဲသွားစေလိမ့်မယ်နောက်ထပ်တစ်ခုကရေကိုကြိုချက်ထားတယ်ဆိုလို့ရှိရင်တော့မှရေကိုကျမတို့ထည့်တဲ့ခွက်ရှိမယ်ပြီးတော့ခလေးကိုတိုက်တဲ့အဆင့်တွေရှိမယ်အဲ့ဒီအချိန်တော်အတွင်းမှာယောဂပိုးကူးစက်နိုင်ခြေတွေလည်းများနိုင်တဲ့အချိန်ဖြစ်ပါတယ်ဒါကြောင့်မလို့ရေကိုထည့် ဆရာမလိုပါဘူးအစိုးရဆုံးအချက်အနေနဲ့ဆိုလို့ရှိရင်တော့ကျမတို့တွေဒီအမေတို့အပြင်ကိုရေထပ်ထည့်ပြီးတော့မှတိုက်တယ်ဆိုလို့ရှိရင်ခန္ဓာကလေးနဲ့ရဲ့ခန္ဓာကိုယ်ရဲ့ကိုရေပမာဏပို့ပြီးတော့မှအများကြီးဝင်သွားပါတယ်ဆိုတော့ကလေးကလေးလေးရဲ့သွေးတွင်းပမာဏမှာဆိုလို့ရှိရင် water intoxication ဆိုရဲရေပမာဏအပိုများနေခြင်းရနေပြီးတော့မှကလေးလေးရဲ့ဒီစားတဲ့ပမာဏတွေကို relatively နည်းသွားတဲ့ ပမာဏကိုဖြစ်စေတဲ့အတွက်ကြောင့်မလို့ကလေးလေးရဲ့အုံနောက်ထိခိုက်မှုအထိတ်ကိုဖြစ်စေနိုင်ပါတယ်။အဲဆိုတော့မမေတို့အနေနဲ့ဒါမမေတို့ရဲ့ဒီလူကြီးမိဘတွေအနေနဲ့ပေါ့နော်အဲစဉ်းစားကြရတယ်ပေါ့။မွေရာဒီမှာဆိုလို့ရှိရင်ကလေးလေးရချွေးထွက်မှုပမာဏများတဲ့အတွက်ကြောင့်မလို့ရေပမာဏပိုပြီးတော့မှလိုရယ်လို့ထင်နေဆိုလို့ရှိရင်မိခင်တို့ပဲခဏခဏပို့ဆောင်ပြီးတော့မှတိုက်ပေးဖို့အတွက်အကြံပေးခြင်းပါတယ်။ဒါရေထပ်ထည့်ပြီးတော့မှတိုက်တယ်ဆိုလို့ရှိရင်ကလေးငယ်လေးအတွက်ကိုအဲကောင်းကျိုးအနေထပ်စားလို့ရှိရင်ဆိုးကျိုးတွေ ပဲအများဆုံးဖြစ်စေတဲ့အတွက်ကြောင့်မလို့6လအထိကိုအမေတို့တစ်မျိုးတည်းကိုပဲတိုက်ကြွေးဖို့အတွက်ကျွန်မတိုက်တွန်းပေးလိုက်ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်